အလုံးအလုံးမဲမင်္ဂလာပါခင်ဗျာအဲကျွန်တော်အခု live အတူလေးထပ်ပြီးတော့မှလင်ပေးမယ်နော်အဲကျွန်တော်တို့အခုဒီနေ့တရက်6လ2025ရက်နေ့ဒီနေ့ဆယ်နာရီခွဲပေါ့နော်ဆယ်နာရီခွဲဆယ်နာရီ45ကျွန်တော်တို့ဆယ်နာရီ45ကျွန်တော်ဒါဒါ live လင်ပေးတဲ့အချိန်အဲ့တော့ကျွန်တော်တို့ဆယ်နာရီခွဲအထိ နောက်ဆုံးရထားတဲ့မြကြီးနာမျိုးရဲ့ မိရေ update လေးကျွန်တော်ပြောပြပေးမယ်မိရေအခြေအနေလေးကျွန်တော်ပြောပြပေးမယ်အဲအခုလောလောဆယ်မှာကျွန်တော်တို့ဒီနေ့မနက်မနက်က live လွှင့်ပေးခဲ့တယ်မနက်က live လွှင့်ပေးခဲ့တာကမနက်3နာရီမှာကျွန်တော်တစ်ခေါက်လွှင့်တယ်6နာရီခွဲမှာတစ်ခေါက်လွှင့်တယ်အဲ့တော့မနက်3နာရီခွဲကနေတော့မှ6နာရီခွဲအထိကျွန်တော်တို့ရေတက်နှုန်းကတနာယီကိုမှ နှစ်လက်မလောက်တစ်လက်မကျော်တစ်လက်မလောက်ပဲကျွန်တော်တို့ဟိုတက်လာတာတွေ့ရတယ်အဲ့တော့အဲ့ဒီမှာကျွန်တော်တို့ထပ်ပြီးစောင့်ကြည့်ခဲ့တယ်မနေ့6နာရီခွဲကနေပြီးတော့မှ9နာရီခွဲထိမှကျွန်တော်တို့ကပြန်ပြီးတော့မှစောင့်ကြည့်တဲ့အချိန်မှာအဲ့ဒီတနာရီအတွင်းမှာပဲအပေါင်းစက်ခွန်လက်မဝက်အဲလက်မဝက်ပေဝက်ပေါ့နော်6လက်မ6လက်မခန့်ပေါ့နော်ပေဝက်လောက်ကျွန်တော်တို့ပြန်တက်တာတွေ့ရတယ်အဲ့ဒီကနေထပ်စောင့်ကြည့်တယ်ဘယ်ပြန်ရောက်လဲဆိုတော့ကျွန်တော်ရှစ်ခွဲမှာရောက်တော့တယ် ရှစ်ခွဲမှာကျွန်တော်တို့က1100 1105 cm အဲ့ဒီမှာ ရောက်သွားတယ်အဲ့ဒီမှာရောက်ပြီးတော့အဲ့တော့ခွန်ခွဲကနေပြီးတော့မှရှစ်ခွဲအထိမှာကျွန်တော်တို့က5 cm ပဲရှိတယ်တနအီကိုနှစ်လက်မှပဲကျွန်တော်တို့ကတက်ရေတက်နှုံးကို ရှိတာကိုတွေ့ရတယ်အဲ့တော့ထပ်ပြီးစောင့်ကြည့်တယ်၉ခွဲအထိကျွန်တော်တို့မနက်ခု၉နာရီခွဲအထိကျွန်တော်တို့တိုင်းရွာချက်ကိုဆက်ဆောင်နေတနအီ အဲ့ဒီအတိုင်းပဲ1105မှာပဲရက်တန့်နေတာကိုကျွန်တော်တို့တွေ့ရတယ်အခုနောက်ထပ်တစ်ပတ်ကျွန်တော်တို့10နာရီခွဲအထိထပ်ပြီးတော့ထပ်ဆောင်တယ်1105မှာပဲရက်တန့်နေတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့အခု ပြောမယ်ဆိုရင်တော့မြေကြီးရဲ့အနေထားကအတက်အကျမရှိပဲနဲ့ခိတရက်တန့်နေတယ်လို့ကျွန်တော်တို့ပြောလို့ရပါတယ်ဒါပေမဲ့ဆက်တက်မှာလားဆက်မတက်ဘူးလားဆိုတဲ့အရာလေးကကျွန်တော်တို့ ဒီနေ့နေ့လယ်ပိုင်း12နာရီခွဲလောက်ဆိုရင်ကျွန်တော်တို့အတီးပြုတ်ပြောလို့ရမယ်လို့ကျွန်တော်ယူဆတယ်အဲ့တော့အခုလောလောဆယ်ကျွန်တော်တို့ခံမှန်းထားတဲ့ကျွန်တော်ခံမှန်းခဲ့တဲ့အတိုင်းပဲ100 1100ကိုကျွန်တော်တို့ရောက်ခဲ့တယ်1105ဆိုတော့1100 maximum ရောက်ခဲ့တယ်ပြီးရင်ကျွန်တော်တို့စုစုပေါင်းပေ16ပေလောက်ကျွန်တော်တို့ညည်ရဝင်ခဲ့တယ်ကျွန်တော်ခံမှန်းက18ပေဖြစ်ပါတယ်เนาะအဲ့ဒါလေးတစ်ချက်သိတာအောင်ကျွန်တော်တင်ပြပေးပါမယ် အဲအခုဒါကအဲကျွန်တော်တို့မြင့်ရတိုင်းနေတဲ့နေရာပဲကျွန်တော် live link နေတဲ့နေရာပဲအဲ့တော့ဒီတိုင်းဒီမှာပဲရှိနေတယ်ဒီအတိုင်းပဲကျွန်တော်တို့ဟိုမနက်ကလေးကကျွန်တော်တို့ရက်တန့်နေတာဖြစ်ပါတယ်ဒါအခုမြင့်ရလည်းတော်တော်လေးငြိမ်သွားပြီအထက်မှာလည်းကျွန်တော်တို့အဲမြင့်ရကတော်တော်လေးကျသွားပြီ return ဘက်မှာလည်းကျပြီမေခဘက်မှာလည်းကျပြီမလီခဘက်မှာလည်းကျပါပြီမချမ်းဘောမှာလည်းကျွန်တော်တို့အားလုံးပေါင်း340ကျော်ဆိုတော့ကျွန်တော်တို့အားလုံးစုစုပေါင်း စက်နှစ်ပေလောက်ကျွန်တော်တို့ကြာပြီးသွားပြီမချမ်းပေါ်မှာအဲအဲ့ဒါလေးတစ်ချက်သိစေချင်ပါတယ်ဒါကြောင့်မို့ကျွန်တော်ဟိုဟာလေး live လင့်ပြီးမှပြောပေးခြင်းဖြစ်ပါတယ်ဒီမှာမြည်ရမြည်ရလာပြီးတော့မှမြည်ရလာပြီးတော့မှဟိုမှာစောင့်ကြည့်ကြတဲ့ဟိုမှာစိုးရင်လို့စောင့်ကြည့်ကြတဲ့ပရိသတ်တွေဖြစ်ပါတယ်ဟိုမှာဘိုးမှာလည်းမြည်ရစောင့်ကြည့်ကြတဲ့ပရိသတ်တွေဖြစ်ပါတယ်အကုန်လုံးအဲကျွန်တော်တို့ဂိုရန်အေယာ ြန်ပြီးတော့မှအစင်သက်ပြန်ပြီးတော့မှပြန်ချဖို့အတွက် ready လုပ်ထားပါပြီအဲ့တော့စောင်းတော့စောင်းကြည့်မယ်ပေါ့စောင်းတော့စောင်းကြည့်မယ်ရေကြမယ်ဆိုတဲ့အရာကိုတော့မပြောသေးဘူးကျွန်တော်တို့အတီးပြုတ်မယ်နေ့လယ်12နာရီခွဲအထိကျွန်တော်တို့စောင်းကြည့်ပါမယ်12နာရီခွဲအထိစောင်းကြည့်ပြီးရင်ကျွန်တော်တို့ကြပြီမကြဘူးဆိုတာကိုကျွန်တော်တို့ထပ်ပြီးမှတစ်ဆင့်ပြန်ပြောပေးပါမယ်အားလုံးကျေနပ်မယ်လို့ထင်ပါတယ် ားလုံးကျေးဇူးတင်ပါတယ်။